2014ခုနှစ်အတွင်းနှစ်စမ်းပိုင်းကစတင်ကရန်ကုန်တိုင်းဒေသကြီးတွင်ကျူးကျော်နေအိမ်တွေကိုအင်အားသုံးဖျက်ဆီးဖယ်ရှားမှုတွေဇက်တိုက်ဖြစ်နေပြီးအခုလိုဖျက်ဆီးခံခဲ့ရတဲ့နေအိမ်စုစုပေါင်း9000နီးပါးရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင်ထပ်မံဖယ်ရှားရှင်းလင်းဖို့အတွက်အမိန့်စာထုတ်ပြန်ထားခံရတဲ့ကျူးကျော်နေအိမ်တွေလည်းရှိနေပြီးအဆိုပါအမိန့်စာထုတ်ပြန်ခံထားရတဲ့အိမ်ကြီးကတော့9000ခန့်ရှိနေတယ်လို့သိရပါတယ်။ 2014ခုနှစ်တွင်ကျူးကျော်နေဖြက်စီးခံရမှုတွေဟာဇန်နဝါရီလ14ရက်နေ့ကတွန်တေးမြို့နယ်ရှိပန်းလိုင်တရာအောက်ခြေနဲ့လိုင်တာယာတွန်တေးလမ်းမပေါ်ရှိကျူးကျော်တဲ2000ကျော်ကိုဖယ်ရှားခဲ့မှုကစတင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဇက်တိုက်ဆိုလိုဇန်နဝါရီလ21ရက်နေ့22ရက်နေ့23ရက်နေ့တွေမှာလည်းလိုင်တာယာမြို့နယ်ကျန်စစ်သားလမ်းနဲ့ရွှေလင်းပန်းစက်မှုဇုံအနီးရွှေလင်းပန်းချောင်းဝင်းကျင်ရှိကျူးကျော်တဲ2000ကျော်ကိုအစိုးရဖွဲ့ကလူဝင်ရ1000နီးပါးနဲ့ထပ်မံဖျက်သိမ်းမှုဖြစ်ပွားခဲ့ပါတယ်။ အခုလိုကျူးကျော်နေအိမ်တွေကိုဖျက်ဆီးခံရသူတွေဟာအခြားနေရာတွေကိုပြောင်းရွှေ့နေထိုင်ဖို့ခက်ခဲရှိတာကြောင့်ကျူးကျော်နေအိမ်ဖျက်ဆီးခံလာရတဲ့ရွှေလင်းမတ်6နီးမှာပဲတဲထိုးကနေထိုင်ကြရပါတယ်။ ီးကြော်နေအိမ်ဖြက်စီးမှုတွေမှာအခုဖေဖော်ဝါရီလအတွင်းမှာလဲလဲကူးမြို့နယ်အတွင်းအိမ်ခြေ၄၀၀နီးပါးရှိတဲ့သမီးကလေးကျေးရွာဟာတပ်ပိုင်မြေမှာပါဝင်နေဆိုပြီးရွာလုံးကျွတ်ဖယ်ရှားခဲ့မှုလဲပါဝင်ခဲ့ပါတယ်။အခုလိုဖေဖော်ဝါရီလ၄ရက်နေ့မှာသမီးကလေးကျေးရွာမှာရွာလုံးကျွတ်ဖယ်ရှားခံခဲ့ရတာကြောင့်ရွာသားတွေဟာဘကိုးတိုင်းတွင်ရှိအောင်တိတိဖုန်ကြီးကျောင်းမှာမိခိုနေရပြီးအခုလိုမိခိုနေထိုင်နေမှုကိုဘကိုးတိုင်းဆိုရကလက်မခံဘဲထွက်ခွာပေးဖို့အတွက်သတိပေးပြောကြားမှုတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုလိုတမိလေးကျေးရဖေရှားခံရပြီးနောက်မှာလဲစက်တိုက်ဆိုလိုဖေဗူလာ9ရက်နေ့မှာအင်းစိန်မြို့နယ်ဇေကုံရှိရက်ွက်ရှိမြစ်ထားပိုင်မြေပေါ်မှာကျူးကျော်နေထိုင်ကြတဲ့အင်ဂျီ300ကျော်အနက်20ကျော်ကိုတတိယအကြိမ်ဖေရှားရှင်းလင်းမှုရှိခဲ့ပါတယ်အခုလိုကျူးကျော်နေဖေရှားရှင်းလင်းမှုတွေတာမကတန်လင်မြို့နယ်ဇာမနီအင်းကြီးလောင်တမန်အေရိယာရှိကျူးကျော်နေအိမ်2000ကျော်ကိုစေမြောင်းဦးစီးဌာနပိုင်မြေဆိုပြီးဖေဖော်ဝါရီလ15ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့အမိန့်စာထုတ်ပြန်မှု ဒဂုံစိတ်ကမ်းမြို့နယ်60 61 69ရပ်ကွက်တွေရှိအင်ဂျင်9000ကျော်ကိုဖေဖော်ဝါရီလ16ရက်နေ့ကနောက်ဆုံးထားပြောင်းရွှေ့ပေးဖို့အမိန့်စာထုတ်ပြန်မှုစတာတွေလည်းရှိခဲ့ပါတယ်။အခုလိုကျူးကျော်နေဖြက်စီးမှုတွေများပြားလာမှုရန်ကုန်တိုင်းဒေသကြီးတွင်အင်ဂျင်မဲ့သူတွေပုံမှုများပြားလာမှုကြောင့်ရန်ကုန်မြို့လယ်ရှိကားမတ်တိုင်နယ်လမ်းဘေးတွေမှာညဘက်အိတ်ဆက်သူတွေလည်းအရင်ကထက်ပုံမှုများပြားလာတယ်လို့သိရပါတယ်။